တကယ်ရှင်များအလုံးပဲမင်္ဂလာပါဒါကေဒီနေ့ကတော့ငတိုင်းချောင်းကနေပြီးတော့ဗောနောပတိန်ကိုသွားมาဖြစ်ပါတယ်အဲဒါကတော့အခုကတော့ငတိုင်းချောင်းမြို့ကနေထွက်လာပြီဗောနောရေကြီးဘက်ကိုသွားတဲ့လမ်းဖြစ်ပါတယ်အဲကဲတော့ငါငတိုင်းချောင်းကနေပြီးတော့ပတိန်လမ်းတောက်လျှောက်ဗောနောအာဒါလမ်းမြင့်ခွင်လေးနေအဲဒါလမ်းကောင်းလားဗောနောအဲအလေးတွေကိုဒါရိုက်ပြသွားมาဖြစ်ပါတယ်ဒါကေနဲ့အတူလိုက်ခဲ့ပြီးပါအောင်เนาะအခုကတော့ဒါရေကြီးဘက်ကိုသွားနေပါပြီငတိုင်းချောင်းမြို့အထွက်ဗောနော ကဲတော့ like ပေးပါအောင်နော်အခုဒါဂေရိုနယ်ဘက်မှာဆိုရင်တော့ဒါစက်တလာပိုင်းဆိုတော့ဒါနှင်းနေရောဝေးနေပြီနှင်းနေရောဆိုင်းနေပြီပေါ့နော်ဒါနှင်းနေဆိုင်းနေအမြင်ကလေးဖြစ်ပါတယ်အခုကတော့အချိန်အပြည့်ဆိုရင်တော့ခွန်းလိုက်15လောက်ရှိပါပြီအဲအခုကတော့ရေကြီးမျိုးပေါ့နော်ရေကြီးမျိုးကျိုးစပိုင်းကိုရောက်ပါတယ်ဒီတက်တက်သွားရင်တော့ဒါရေကြီးတို့ဂျုံပြောတို့ပေါ့နော်အခုကတော့ဂေရိုကပတ်သိမ့်သွားမှာဆိုတော့ညာဘက်ချမ်းအောင်ကိုရအမှာဖြစ်ပါတယ်ကန်ကလေးလမ်းဆောင်အထိကတော့ဒါကောင်းမယ်ပေါ့နော် အဲလမ်းကတော့ဒါကီရိုအခုဆက်သွားမှာဖြစ်ပါတယ်အခုမြင်တဲ့အတိုင်းပေါ်တော့เนาะဒါရေကြီးအချွဲလမ်းလေးရလဲတော်တော်ကောင်းတယ်အဲပြီးတော့ဒါကေတို့အခုအဲဒီ ERI တိုင်းဆိုရင်တို့ကကြတော့ဆန်နေဆိုင်တယ်စပိုင်းဆိုင်တယ်ပဲဆိုင်တယ်ပေါ့เนาะပဲဆိုင်တော့အခုကတော့ဆောင်းဥရုအစဆိုတော့လမ်းရဲ့ဘယ်ညာတစ်ချက်မှလဲဒါပဲတွေတို့စဆိုင်နေကြပြီပေါ့เนาะမိုးကုန်ဆောင်းအခုကာလမှာအဲပဲလေးစဆိုင်နေကြပြီပဲကလေးလေဒါလမ်းတစ်ဖက်တစ်ချက်ကမြင်ခွင့်လေးလည်းမြင်ရပါတယ် ဒီနေ့ဆိုမြင်ကွင်းရတော့ဒါပဲဆိုင်ခင်းနေပဲဖြစ်ပါတယ်။ ခုမြင်နေရတာကတော့ဒါတစောင်းရိုးရွာပေးတစ်ဖက်တစ်ချက်လမ်းဖြစ်ပါလေ။အချိန်အပြည့်ဆိုရင်ခွန်ရိုင်ခွဲရှိပြီပေါ့နော်။ဒီတော့ကတော့ဒါပသိမ်မိုးရွာလမ်းတောက်လျှောက်ကိုမောင်းလာတာဖြစ်ပါလေ။အဲအရှိမလဲဒါညူလေးတွေဆိုင်းပြီးတော့ပေါ့နော်။ညူလေးတွေဆိုင်းပြီးတော့အခုဒီနေရတော့အခုမှထွက်ခါစားပေါ့နော်။အဲ့လိုမြင်ကွင်းလေးပဲဖြစ်ပါလေ။လမ်းကတော့ကောင်းလိုက်မကောင်းလိုက်ပေါ့နော်။ဂျိုင်လေးတွေတော့ရှိတယ်ဒါပေမဲ့အရင်အစိုးရလို့လည်းပြောလို့မရဘူးပေါ့နော်။အာဒါဖြည်းဖြည်းချင်းနဲ့ရှောင်းမောင်းလာရပါတယ်။ ခုကတော့ဒါအချိန်အဖြစ်ဆိုရင်တော့၈နာရီရှိပါပြီအအတုပ်ကိုရောက်လာပြီပေါ့နော်အခုကတော့အတုပ်မြို့ထဲကိုရောက်လာပါပြီအတုပ်မြို့အထိလဲလမ်းကကောင်းပါတယ်အခုမြင်နေရတာကတော့ဒါအတုပ်မြို့ရဲ့မြင်ကွင်းလေးဖြစ်ပါတယ်ရှင် ကေးတို့လာတဲ့လမ်းပေါ့နော်လမ်းရဲ့ဒါအညာတဲ့ကြေးရွာမှာရှိတဲ့ဈေးဖြစ်ပါတယ်ကိုသွားရင်ပသိမ်းသွားမှာဖြစ်ပါတယ်။ဒီလိုအခုပသိမ်းသွားမှာဆိုတော့ဒါညာဘက်ကိုချိုးရပါတယ်။ ကေရုကူကတော့ဒါကုတကသုံးခွာလမ်းဆောင်အနေပြီးတော့ညာဘက်ချိုးလာပြီးတော့ဒါယူရီးယားတဲ့ကြီးရွာပေါ့နော်ယူရီးယားတဲ့ကြီးရွာပြီးရလမ်းလေးဖြစ်ပါတယ်။ရဲကြီးလည်းလမ်းကောင်းတယ်၊ကက်တရလည်းတောက်လျှောက်ပဲ။လမ်းကတော့ကောင်းပါတယ်ရှင်။အခြေဆက်သွားရင်တော့ဒါတကားကိုရောက်မှာပေါ့နော်။တကားမျိုးရောက်မှာဖြစ်ပါတယ်။အခုကတော့လမ်းမှာပဲဖြစ်ပါသေးရဲ့ရှင်။အခုကတော့ဒါကန်ကလေးလမ်းဆောင်ရောက်ပါပြီ။ ဲဘယ်ဘက်ကိုချိုးရတော့ဒါရန်ကုန်သွားရဲ့လမ်းပေါ့နော်ကီရောအခုမသိသွားမှာဆိုတော့အဲ့အတွက်ညာဘက်လမ်းတောက်လျှောက်ကိုပဲသွားမှာဖြစ်ပါတယ်အခုကညာဘက်လမ်းတောက်လျှောက်ရှိုးပြီးတော့လာပါပြီအခုကတော့ဒါတကားကို ကကြီးရောက်တော့အနေနဲ့လမ်းပေါ့နော်သူကကြတော့ကတ္တရာလမ်းဆိုပေမဲ့လမ်းကကျင်းတယ်ကာနက်စီကိုတော့လွတ်လပ်လပ်ရှောင်လို့ရတယ်ဒါပေမဲ့လမ်းဘေးတွေမှာပေါ့နော်သူကဂျိုက်နေဂျိုက်နေရှိတော့အလေရပဲယူမှားရတဲ့အတွက်ကာနက်စီကိုလွတ်လပ်လပ်ရှောင်ဖို့ဆိုရင်တော့ဒါနည်းနည်းလေးအရှိန်လျှော့ပြီးမှရှောင်မှအဆင်ပြေမှာပေါ့နော်ဘာလို့လဲဆိုတော့လမ်းဘေးတွေမှာမဂျိုက်နေဂျိုက်နေဆိုအများကြီးပဲပေါ့နော် လမ်းလည်းကျင်းတော့နည်းနည်းတော့တိတ်တော့အဆင်ပြေဘူးပေါ့နော်ကားတစ်စီးရဲ့ဆိုတော့လွတ်လွတ်လပ်လပ်အလျားနဲ့သွားလို့ရပါတယ်လန်လီရတော့ဒါအညာရောက်သွားတယ်လို့လို့ပါလို့လို့နဲ့မှာထမ်းမင်းထမ်းမင်းနဲ့လေးရှိရပါတော့အညာရောက်သွားစတိုင်လေးသူကအဲ့ဒါပသိဆက်သွားနေပါပြီပသိကိုသွားမယ်လည်းပါအဲ့ အတဲဟိုမောက်ဖို့နိုင်ဝဲကြောကြောလာလို့ပါသေးတယ်။ကန်တီးတာတော့မရောက်သေးဘူးပေါ့နော်။ဒါဆက်ပြီးတော့သွားပါမယ်။လိုက်ခဲ့ပါအောင်နော်။ဒီလိုကတော့ဒါကန်တီးတာကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။ပသိမ်နဲ့ဆိုရင်တော့ဒါ16မိုင်လောက်ပဲဝေးတော့တယ်ပေါ့နော်။တပြင်းပြင်းနဲ့ရောက်ထိလာပါပြီ။အခုကတော့ဒါကန်တီးတာမျိုးပေါ့နော်။ကန်တီးတာမျိုးရောက်လာပြီပဲဖြစ်ပါတယ်။ င်နေဆိုတော့တပြည့်ပြည့်နေရပါပြီ။အချောင်းမိုင်လောက်ပဲဝေးပါတော့တယ်။အဲ့တော့ let's go ပါပတ်တယ်ကိုဆက်သွားပါမယ်။ခုလန်းကတော့ဒါကန်ကြီးရောက်ပြီးတော့ဒီထွက်လာပြီးတော့ကန်ကုန်းမရောက်တဲ့လမ်းပေါ့နော်။ဂျာလန်လေးဖြစ်ပါတယ်။အဲသူကလည်းဘေးမှာတော့ကြောင်ခဲရောပုံသားတွေ့ရပေါ့နော်။လမ်းကတော့ခင်းမရလားမခင်းပြီးလားလာလာတော့မသိဘူးပေါ့နော်။ဒါပေမဲ့ကြောက်ခဲလမ်းလို့ပြောဖြစ်နေရပေါ့နော်။အရန်ခုံပြီးတော့ဒီဂျိုင်းနေတယ်ရှင်။ ောက်ပြီဆိုတော့အခုကတော့ဒါကန်ကုန်းရောက်နေတာဖြစ်ပါတယ်။အခုမြင်နေတာကန်ကုန်းဘေးတစ်ဖက်ချက်မြင်ကွင်းလေးပဲဖြစ်ပါတယ်ကန်ကုန်းဘေးက။ချူရမယ်ဆိုတော့ကြိုက်လက်တို့အဲ့ဒီဘက်ကိုသွားရလမ်းဖြစ်ပါတယ်။ဒီတော့အခုမတင်သွားမှဆိုတဲ့အတွက်ဒီတကြမ်းမဲ့သွားမှာ ပြင်းနေဆိုင်ကြီးရွာမှာဆိုရင်ဒါပတိန်ရဲ့ကြီးကြီးစီပေါ့နော်ပတိန်ကြီးယူပတိန်ရဲ့ technological university ရှိပါတယ်သူကတော့ဒါဖဲဖဲချမ်းမှာရှိပါတယ်ပြီးတော့အခုကကြော်လာပြီပေါ့နော်ကြော်လာပါပြီလမ်းကတော့လောကရှင်းဖြစ်သွားပါပြီလေးလန်းသွားပုံစံဖြစ်သွားတယ်နော်ဒီနေ့ကတော့ဆောင်းသွားတယ်။အရင်နေ့ကတည်းကဆောင်းသွားတော့ဆိုဒီလမ်းနေရာ ဖုန်နေတဲ့ဗောနော်အခုကတော့ကတ္တိယာရဲ့လုံးဝရှင်းဖြစ်သွားပါတယ် ောင်းတို့ဘက်ကိုသွားမယ်ဆိုရင်လည်းချောင်းတော်သွားမယ်ဆိုတော့39မိုင်ဝင်းဆောင်သွားမယ်ဆိုတော့35မိုင်နဲ့ဒါဆက်ပြီးသွားလို့ရပါတယ်။ဒီကတော့ပတိမြူရဲ့ဝင်လာပြီပဲဖြစ်ပါတယ်။ဒီဘက်ချမ်းမှာဆိုရင်တော့ဒါပညာရေးကောလိပ်ရှိပါတယ်။ဒါတော့ပဋိမျိုးရဲ့ဝင်လာပြီ။ပဋိမျိုးရဲ့ဝင်တဲ့လမ်းနေရာတောက်လျှောက်ကောင်းပါတယ်။ ရပြီဆိုတော့ပတိမျိုးရဲ့လမ်းလေးပေါ့နော်ပတိမျိုးရဲ့ကဲမြင့်ကွင်းလေးကိုလိုက်ပြပြပြီးမှဖြစ်ပါတယ်ရောက်တဲ့နေရာကတော့ပသိမ်လေးစိမ်းသားပဲဖြစ်ပါ mình nuôi lợn, giờ mình phải bán cái đó cái gì mà nó là sao đi rồi bọn nó là cái gì, là sao bộ sinh lấy cái gì phải bán đấy. Nếu xem nhiều thì đó thì phải mà lại là, thì anh ấy mà sinh chỉ là cái. အခုဒါမြင်းနူလန်းနဲ့ပြီးတော့မင်းကြီးလန်းဘက်ကိုချိုးပြီးတော့လာပြီပေါ့နော် ဒါပြီးဆိုတော့ဒါအစာပြေစားဖို့တော့ဒါလိုက်ရှာနေတာဖြစ်ပါတယ်။ဆန်လိုက်ရှာနေတာဖြစ်ပါတယ်။အခုကတော့မင်းစားအစာပြေစားမယ်ပေါ့နော်။အစာပြေစားပြီးတော့ဒါပသိမ်မျိုးရဲ့အထင်ကြီးကဖျားဖြစ်တယ်ရှင်မတော်ဖျားတော့ပြုမှဖြစ်ပါတယ်။အခုကတော့မင်းစားသတ်လိုက်ပါအောင်ခဲ့။ဘူကတော့ဒါကေရိုးပေါ့နော်ဒါငတိုင်းကောင်ကနေပသိမ်နန်းတောက်ချောက်ကိုလည်းရိုက်ပြပေးတယ်ပြီးတော့ပသိမ်မြို့ရဲ့မြင်ကွင်းလေးလည်း လိုက်ပြပေးပူပါတယ်ဆိုတော့ဒါကီရိုဒီဗီဒီယိုလေးကနေနှုတ်ဆက်ပါတယ်နောက်ဗီဒီယိုမှာကြာရင်တော့ပသိင်ရှင်မတော်ဖေးအားနဲ့ဒါပသိင်မြို့မှာရွှေရွှေပြည်သားစေးပေါ့နော်အဲ့ဒီကိုရိုက်ပြပေးမှာဖြစ်ပါတယ်ကဲအခုတော့အားလုံးနှုတ်ဆက်ပါတယ်ထပ်တာပါရှင်